ားလုံးမင်္ဂလာပါမိတ်ဆွေဟာစက်တလပိုင်းမှာကိုယ့်ရဲ့ကံအဆိုးကောင်းကိုတည်ချင်တဲ့လူတယောက်အင်္ဂါသားသမီးတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုစုံနေတိကြည့်ချူပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ့်ဗီဒီယိုအကြောင်းအရာကစက်တလပိုင်းမှာတွေ့ကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်တဲရော့ကတ်ချောဥပြီးတော့ဟောပြောပေးသွားမယ့်ဗီဒီယိုစီစဉ်လေးဖြစ်ပါတယ်ကျွန်တော်ကတော့အဘမင်းငါးရီတပည့် ရန်စွမ်းရင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်အမြဲတမ်းဘေးဒင်ရေဒီယာရီနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဘေးဒင်နဲ့ရေဒီယာတွေကိုစိတ်ဝင်စားမှုရှိတယ်ဆိုရင်ကျွန်တော်ကောက်လေးကို follow လုပ်ပေးတာပါဘေးနားမှာရှိနေတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့နေ့စဉ်နဲ့မြကျွန်တော်ပြပြပေးနေတဲ့ဘေးဒင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စတင်ပြီးတော့အင်္ဂါသားသမီးတွေရဲ့တဲ့အဆိုးကောင်းလေးကိုကျွန်တော် Terracat ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။ ဘာမှအအောင်ဆုံးအင်္ဂါသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကိုစတင်ပြီးဟောမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ဒီကာလမှာကျွန်တော်တို့အင်္ဂါသားသမီးတွေကကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာခက်ခက်ခဲခဲပြင်ပမှန်စ조사ပြီးတော့ရုံးကန်နေရတဲ့အခြေအနေအပိုင်းခြားတစ်ခုကိုရောက်ရှိနေပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာမျှော်လင့်ထားတာတွေ ဆုံးရှုံးတာတွေဖြစ်ပေါ်နေတဲ့အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဒီကာလမှာကိုပိုင်စီးပွားရေးလှုပ်ဆောင်တဲ့အင်္ဂါသားသမီးတွေဟာကိုယ့်အတွက်အခက်ခဲအကြမ်းတမ်းတွေကြုံတွေ့နေရတယ်။ခါတိုင်းလာနေတဲ့မတူပဲဒီလဟာကိုယ့်အတွက်စီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာစိတ်ရှုပ်စရာစိတ်ညစ်စရာအာဘယ်လိုကောင်းလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေမန်းစရာများစွာနဲ့ကြုံတွေ့နေရတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတီးခတ်မှုနည်းနေတာလေစကားပြောတဲ့အခါမှာ ဒေါသလေးတန်းပါတာတွေကြောင့်ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာတွေစကားအငင်းကုန်ဖြစ်တာတွေတွေ့ကြုံဒါရမဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ကျွန်တော်အထူးမှကျွန်တော်တို့အင်္ဂါသားသမီးတွေဒီကာလမှာအပြိုင်ဆိုင်အတိုက်ခိုက်မနာလိုတာမလုပ်ပါနဲ့ကိုယ့်ရဲ့ဒီမနာလိုမှုကိုယ့်ရဲ့ပြိုင်ဆိုင်လိုမှုကိုယ့်ရဲ့တိုက်ခိုက်လိုမှုတွေဟာကိုယ့်ရဲ့ငွေကြီးကိစ္စဆုံးရှုံးသွားတာပဲဖြစ်ပေါ်လိမ့်မယ်အဲ့တော့အလောက်ကကိစ္စတွေနဲ့ပတ်သက်ပြီး ရရှိလာတဲ့အခွင့်အလမ်းကိုအကောင်းဆုံးအသုံးချပါကိုယ့်ရဲ့ဖြစ်တည်နေတဲ့လုပ်ငန်းပေါ်မှာဟောပဲဒီဇိုင်းမမတ်လှုပ်ဆောင်စေချင်ပါတယ်ဒါဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆိုးဆိုးဝါးဝါဖြစ်တည်စရာအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့အင်္ဂါသားသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ် ကျမရဲ့ကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာအင်္ဂါသားသမီးတွေကျမရဲ့ပြန်လည်ပြောအားကောင်းလာမယ်ကျမတန်ဆွမ်းလာမယ်ကျမရဲ့နဲ့ပတ်သက်ပြီးသတင်းစကားကောင်းတွေကြားသိရမယ်အထူးသဖြင့်ကိုယ့်ရဲ့ကျမညီထက်ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိုယ့်ရဲ့ညီကိုမော်ဒမကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကကျမရဲ့နေထိုင်မကောင်းဖြစ်နေတာဆေးရုံတက်နေတဲ့လူတွေတက်တာပြောင်းခဲ့ပြီးတော့ဆေးရုံကနေစင်ဆင်းလာတာမျိုးယောဂတက်တာတာစသဖြင့်ဒီလိုသတင်းစကားကောင်းတွေကိုချစ်ရတဲ့လူတွေနေထိုင်မကောင်းဖြစ်နေတာအနေနဲ့ပြန်လည်ပြီးတော့ကောင်းမွန်လာတယ်ဆိုတော့သတင်းစကားကောင်းတွေပုံပုံပြီးတော့ အားကောင်းလာနိုင်တယ်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းနေမိမိကိုယ်တိုင်ကလည်းကုညီပေးရတာမျိုးဆောင်ရွက်ပေးတာမျိုးတွေဒီကာလမှာအားကောင်းနေတဲ့ကာလပိုင်းခြားဖြစ်ပါတယ်ကျွန်တော်ဆိုလိုချင်တာကိုယ့်ရဲ့ကျမ်းမာရေးထက်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကျမ်းမာရေးတွေကပုံမှန်ပြီးတော့ကုတ်တော့ဝမ်းသာစရာဖြစ်ပေါ်တတ်ပါအဲဒါဆိုရင်ဆရာအဲကျွန်တော်ရဲ့ကျမ်းမာရေးအခြေအနေဘယ်လိုရှိလဲဆိုတော့ကောင်းမွန်နေတဲ့အထောက်ပံ့ကောင်းကောင်းမွန်နေတဲ့ကန့်ခွင့်လန်းကောင်းနေဖြစ်ပေါ်နေတဲ့ကာလအပိုင်းခြားလို့ပဲဟောကြားပေးချင်ပါတယ်တို့တော့ အဲ့တော့မရှိရှိရာရှာကြံပြီးပြောမယ်ဆိုရင်တော့တွေ့ထက်တန်ရုံအနေငယ်ထွက်တတ်တယ်ဒါရအနာတဲရကြီးတာမျိုးပြောတာမျိုးမဟုတ်ဘူးခလုတ်တိုက်တာချော်လဲတာစသဖြင့်တစ်ခုနေထိမိခိုက်မိတာခန္ဓာကိုယ်တွေကတွေးထွက်ဂိမ်းရှိတယ်အနေငယ်ဒါလေးကိုတော့ဗျူဆိုင်စင်ကျင်စေချင်ပါတယ်နောက်တစ်ချက်ကတော့အင်္ဂါသားသမီးတွေကြုံတွေ့လာမယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အင်္ဂါသားသမီးတွေကစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်တတ်ပါတယ်ငွေကြေးကိစ္စကြောင့်နော်မိသားစုကြားထဲမှာစိတ်ဝမ်းခွဲတာ လုပ်ငန်းရှယ်ယာလုပ်တာအနေနဲ့စိတ်ဝမ်းကွဲတာငွေကြီးကိစ္စမှာကိုယ့်ဘောမနာလိုတဲ့လူတွေကိုယ့်ဘောတမျိုးမြင်တဲ့လူတွေနဲ့တွေ့ကြုံလာတတ်တယ်နောက်ဆုံးအကုန်ကုန်ပြောမယ်ဆိုရင်ကိုယ့်ငွေကြီးနဲ့ကိုကိုကတော့ကုညီပေးလိုက်တာကိုယ့်ငွေကြီးကိစ္စအနေနဲ့ပတ်သက်ပြီးတော့တမျိုးတစ်ပုံပြန်လဲပြီးတော့တုတ်ပြန်တာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မှားချင်တာတော့ဒီကာလမှာငွေကြီးကိစ္စအနေနဲ့ပတ်သက်ပြီးမိတ်ပြတ်တတ်တယ်နော်မတော်မှတာချင်းရန်ဖြစ်တတ်တယ်စကားများတတ်တယ်အငင်းကောင်ဖြစ်တတ်တယ် ဒါကြောင့်မလို့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အရှုပ်ရှင်းနေရကိုချစ်ခင်ရတဲ့လူတွေနဲ့ငွေကြေးကိစ္စအရှုပ်ရှင်းမလုပ်တာအကောင်ဆုံးဖြစ်နေတယ်။အဲ့တော့နောက်တစ်ခုကဒါဆိုလို့ရှိရင် okay အဲ့လိုမလုပ်ဘူးဆိုရင်ရောကျမတို့ငွေကြေးကံကောင်းလာနိုင်လားလို့ပြောမယ်ဆိုလို့ရှိရင်အယူဆမှာဒီကြောင့်ငွေကြေးကိစ္စတွေဟာဆုံးရှုံးနေတာမှုများတတ်တယ်။ဥပမာဗျာချဲလို့ချဲထိုးလိုက်တာမျိုးငွေကိုဖြတ်လိုက်နေနဲ့လိုက်တာငွေပေါ်ငွေပြန်ရင်းတာဟာမြတ်တာပဲ အဲတေချာမစင်းစားမစင်ချင်နေနဲ့ငွေကြီးကိစ္စတွေမှာပြုတ်လုံမိတာငွေအလွယ်လိုက်တာလောဘကြီးရတဲ့ကြောင့်ငွေကြီးဆုံးရှုံးရနိုင်တယ်အဲ့တော့အဲ့ဒါလေးတွေကိုနည်းနည်းထိမ့်မယ်ဆိုကိုယ့်ရဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အထိုင်လျောက်ကြံကောင်းမှုတွေရှင်းနေပါတယ်နောက်တစ်ခုတွေ့ကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့အခြေကိစ္စဖြစ်ပါတယ်အခြေကိစ္စမှာအဆင်မပြေတာမဟုတ်အဆင်ပြေတယ်ဒါပေမဲ့တကုတ်ကုတ်လိုအပ်နေတယ်လို့ခံစားရတယ်နော်သူကပဲကိုယ်မချစ်လို့လို့သူကပဲနောက်တယောက်ထားလို့လို့အမှန်တကယ်ကျတော့သူ့ဘက်ကလည်းဘာမှမဟုတ်ကိုယ့်ဘက်ကလည်းဘာလည်းမဟုတ် တယောက်နဲ့တယောက်အချစ်လွန်အားကြီးပြီးတော့တယောက်နဲ့တယောက်ဟိုဘယ်လိုခေါ်မလဲဟိုလိုအပ်တာတဲ့ပုံမှုပြီးတော့ care လောက်တာပေါ့နော်ဂယုဆိုင်မှုတွေဖြစ်ပေါ်လာတယ်အဲ့ဂယုဆိုင်မှုရဲ့နောက်ကဘာဖြစ်လာလဲဆိုတော့ခဏပြောစိုးရင်ပူပန်မှုတွေတွေးတောမှုတွေအများကြီးများတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်ဆိုတော့ဒီချိန်မှာအခြေအကိစ္စနဲ့ပတ်သက်မယ်ဆိုဟိအမှန်တန်အားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တယ်အရန်ချစ်အရန်ကြည်နူးတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တယ် အမကောင်းမှုဆိုရင်လည်းတယောက်နဲ့တယောက်အရန်တက်အရန်ရန်ဖြစ်တဲ့ကာလပိုင်းချို့ဆိုလိုတာအခြေအကိစ္စမှာအစွန်းနေအစွန်းနေဖြစ်ပေါ်နေတယ်ပေါ့။ကံကောင်းတဲ့အတွဲတွေကြတော့အရန်တွေကံကောင်းတယ်အရန်တွေအဆင်ပြေနေကံဆိုးတဲ့အတွဲရတဲ့အတချိန်လုံးပြက်မဲဆဲမဲရန်ဖြစ်မဲစတာဖြစ်ပေါ့နော်။အဲ့တော့အခြေအကိစ္စကအစွန်းနှစ်ဖက်မှာရက်တည်နေတယ်။အဲ့တော့ကောင်းလားလို့ပြောမယ်ဆိုရင်တော့မကောင်းဘေးရမဆိုအစွန်းရောက်သွားတဲ့အခါမှာသူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးကတော့ကောင်းမွန်နေတဲ့ဆိုးကျိုးတွေတော့မဖြစ်လာနိုင်ဘူး။အဲ့တော့အခြေအကိစ္စတစ်ခုကခဏကျွန်တော်ပြောလို့ဖြစ်မယ်ဆိုလို့ရှိရင်လည်း ကောင်းပြီဆိုရင်လည်းသူများလည်းမတူဘူးအမတန်ကောင်းတယ်ဆိုပြီဆိုရင်လည်းသူများလည်းမတူဘူးအမတန်ဆိုးတယ်အဲ့ဒီအပေါ်မှာကျွန်တော်မိတ်ဆွေတွေတာယာသွားမယ်ဒါမှမဟုတ်လို့ရှိရင်စိတ်ညစ်စိတ်ရှုပ်သွားမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေဟာနောက်တစ်ချိန်မှာဒီလိုပုံစံမျိုးမရတဲ့အခါမှာမိတ်ဆွေအနေနဲ့အဆင်ပြေပါမလားဆိုတော့17လပိုင်းမှာတော့ကောင်းနေတယ်ပေါ့17လပိုင်းမှာ तू ကဒီပုံစံမျိုးမဖြစ်လာဘူးဆိုလို့ရှိရင်မိတ်ဆွေလက်ခံနိုင်မလားလက်ခံနိုင်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့လက်မခံနိုင်ဘူးဆိုရင်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာရှုပ်ရှင်းနေအများကြီးဖြစ်လာနိုင်တယ် ဆိုတော့ဒီချိန်မှာအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဘလောက်ပဲအခြေအကောင်းနေပြီလေစီဘလောက်ပဲအခြေအဆိုးနေပြီလေစီနည်းနည်းခရုစိုက်ဖို့အတွက်တော့လိုအပ်တယ်အဲ့တော့မြန်မာစကားပုံရပြောမယ်ဆိုရင်တော့တတိမမူကူမမြင်နဲ့ဆိုတော့အပျော်ကြီးပျော်ပြီးွားပြီးတော့အဲ့ဒီအပေါ်မှာတတိလက်လို့ဖြစ်သွားတဲ့အခါမှာပြဿနာဖြစ်လာမှာတော့စိုးရိမ်နေဒါလေးပြောချင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ိန်တော်ရေးကိစ္စတွေမှာကောင်းကုန်တော့အိန်တော်ရေးတိဆောက်မှုတွေအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လူကြီးမိဘတွေရဲ့အကူအညီထောက်ပံ့မှုတွေအိန်တော်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တာတွေပြန်လည်ပြီးတော့အဆင်ပြေတင်းမြတ်လာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်နားလည်မှုသဘောထားချင်းကိုယ်လွှဲနေရရှိတယ်နောက်တစ်ခါအိန်တော်ရေးနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေရှိနေတဲ့လူတွေဟိုပါဗျာနောက်တစ်ယောက်ပေါ့နော်အာမရင်ငယ်လင်းငယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးတိုက်ကြပုံဖြစ်နေတဲ့ဇလန်းတွေပွေလင်းညင်တမအားကောင်းပြီးတော့တက်နာဖြစ်ရင်လည်းဖြစ်မယ်မဖြစ်ရင်လည်းအဲ့အငယ်အနောက်တွေနဲ့ပြတ်မယ် နော်ဆိုတော့ကအဲ့လိုမျိုးသွေးတောပူပင်နေရတဲ့ကိစ္စတွေကင်းရှင်းလာမယ့်ကာလပိုင်းကြားတစ်ခု ဖြစ်ပါတယ်အဲ့တော့အချိန်ရလည်းတိတ်မရဘူးဆိုအိမ်တော်ကြီးကိုကျွန်တော်တို့တို့ပြောမယ်ကိုယ်အနေနဲ့တန်တရားဖြစ်စရာတွေကိုယ်နဲ့စိတ်ရှုပ်စရာတွေရှိတယ်ဆိုဒီကာလမှာယတိပြတ်ကင်းကင်းရှင်းရှင်းပုံမှန်လေးလေးမြင်းမြင်းတသားဖြစ်ပေါ်လာမယ့်အခြေအနေပိုင်းကြားတစ်ခုဖြစ်တယ်အဲ့တန်တရားတွေအဲ့ ဘယ်လိုခေါ်မလဲအဆင်မပြေမှုတွေကနေစအဆင်ပြေမှုကူးပြောင်းလာမယ်အချိန်ဒီပိုင်းခြားတခုဘယ်လိုပုံစံပြောင်းလဲလာမယ်တော့ကျွန်တော်ပြောတတ်ဘူးသူနဲ့ပြတ်ပြီးတော့အဲ့တန်နေရာမရှိတော့လည်းဖြစ်နိုင်တယ်သူကိုယ်တိုင်ကသူ့အရှုပ်ချင်းနေသူဖြတ်ပြီးတော့ကိုယ့်ကိုမကိုဖြစ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်โอเคနောက်တစ်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်ဒီကလောက်မှာအင်္ဂါသားသမီးတွေဝန်ထမ်းတွေနဲ့ပတ်သက်အမှန်အားကောင်းနေတဲ့ကာလအပိုင်းခြားတခုဖြစ်ပါတယ်ကိုယ့်ရဲ့လောက်ပေါ်ကင်ဘက်တွေရဲ့နေစပို့ပေးတာမျိုးထောက်ပံ့ပေးတာမျိုးအဲဒီအထက်လူကြီးတွေကနေစင်ကိုယ့်ကို အာဘယ်လိုခေါ်မလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကဲခတ်တာစမ်းသက်တာเนาะယာတူတိုးပေးဖို့လာစာတိုးပေးလို့ကိုယ့်ကိုစာမွေးစစ်တာမျိုးတွေဒီကလာမျိုးမှာကြုံတွေ့လာတတ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာလက်ရှိကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာအားကောင်းနေဆိုရင် မိတ်ဆွေလုပ်ငန်းကိုပုံမပြီးအားဆိုင်ပြီးလုပ်ပါအဲ့ဒီအခု17လပိုင်းကအားဆိုင်မှုတွေကဒီ17လပိုင်း17လပိုင်းမှာမိတ်ဆွေတွေလာစာတိုးဖို့အတွက်ယာတူကောင်းရဖို့အတွက်နေရာကောင်းရဖို့အတွက် position ရဖို့အတွက်အထောက်အပံ့ကောင်းများစွာရရှိလာတယ်နောက်တစ်ခုကတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုအာအမ်ဘရန်ကောင်းတယ် နော်အဲ့တော့အလုံးမရှိနေတဲ့လူကကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေအလုံးရှာခိုင်းအလုံးရတယ်နော်အဆက်အသွယ်ကောင်းနေလုံလန်းကိစ္စနဲ့ပတ်သက်ပြီးတော့ငွေနှန်းတွေအနေနဲ့အများကြီးတွေ့ကြုံလာမဲ့ကာလအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးတယ်လို့လုပ်ငန်းကပေးတဲ့ bonus တွေ tip money တွေဘောက်စုတွေလည်းရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။အဲဆိုအင်္ဂါသားသမီးတွေခြေနဲ့မယ်လို့ထင်ပါတယ်။ကျွန်တော်ဟောပြောရမယ့်အချိန်က7 minute ပဲရှိတဲ့အတွက်ကြောင့်မလို့ဒီလောက်နဲ့ပဲခြေနဲ့ပေးပါအားလုံးတော့အင်္ဂါသားသမီးတွေကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေပါတယ်။ကျွန်တော်ဒီ live ကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ။